ကျေးဥဆောင်မင်းသားမြင့်မြတ်နဲ့တချိန်ကပတ်သက်ခဲ့မှုနဲ့မင်းကလေးကိုတည်ပင်းလာတဲ့ဒါရိုက်တာပြည်ဟင်းတီဟာမင်္ဂလာပါရှင်။ဘာမီစနာမှာပြန်လည်ကြုံလိုက်ပါတယ်။အိမ်တော်တစ်ခုကိုတည်ပင်းရင်တော့ခိုင်မြဲအောင်တည်ဆောက်ရမှာကတော့ကိုကိုရိုင်းရဲ့တာဝန်တွေဖြစ်သွားပါပြီ။အိမ်တော်တဲ့တွေကြားမှာအဖြစ်များတာကတော့အိမ်တော်ကြီးဖောက်ပြန်တဲ့ကိစ္စကတော့မရေမတွက်နိုင်လောက်အောင်များပြားနေတာပါ။လူတွေကခေတ်ကာလမကောင်းရတဲ့ကြားထဲမှာကိုချင်းသိက္ခာတွေပါတစားတစားပို့ပို့ပြီးတော့ပျက်စီးလာကြပါပြီ။ အခုခေတ်မှာတော့သမီးစားတွေကြားမှာပဲဖြစ်ဖြစ်အိမ်တော်ကြီးကြားမှာပဲဖြစ်ဖြစ်ဖောက်ပြန်နေဆိုတာကတော့ကလေးကစားဆရာလိုမျိုးပေါပေါပဲပဲများပြားနေတာပါဒီလိုအိမ်တော်ကြီးရှုပ်ချင်းကိစ္စတွေနောက်မီးလင်းတာတွေစတဲ့အိမ်တော်ကြီးပြဿနာတော်တော်များများဟောင်းနှုတ်ပညာရှင်တွေဖြစ်တဲ့တင်းဥဆောင်မင်းသားမင်းသမီးတွေပြင်ကုန်မင်းသမီးတွေနဲ့ဒါရိုက်တာအဆိုတော်မော်ဒယ်တွေကြားမှာလူသိရှင်များတည်ကြတာပဲဖြစ်ဖြစ်လူသူမသိပဲတိတ်တိတ်ကူဆာနေကြတာပဲဖြစ်ဖြစ်အမျိုးမျိုးဖုံဖုံရှိကြတာပါ ဒီလိုမိန်းကလေးကိစ္စရှုံထုတ်နေလို့ထားတဲ့မင်းသားတွေအများကြီးတဲ့ကမှာဒါရိုက်တာပြင်ဟင်းတီဟာကတော့တရုတ်ဆောင်မင်းသားမြင့်မြတ်ရဲ့နောက်ွယ်ကရှုံထုတ်ကြီးကိုလူသိရှင်ကြောင့်လိုက်လွယ်ပြီးထုတ်ဖော်ပြောပြလိုက်တာပါမြန်မာနိုင်ငံရဲ့ပြည်သူ့ချင်းနိုင်ငံကျော်တရုတ်ဆောင်မင်းသားကိုတော့ပြည်သက်ကြီးဝေးသိကြမှာပါတရုတ်ဆောင်မင်းသားမြင့်မြတ်ရဲ့တရုတ်ဆောင်ချက်တွေကတဘာဝဆန်ဆန်တရုတ်ဆောင်နေတာကြောင့်ပြည်သက်ကြီးဝေးရဲ့အချစ်ကိုရရှိထားတာပါမင်းသားမြင့်မြတ်ရဲ့အိုက်တင်နေမှာဆိုရင်ကုန်းစားနေတဲ့ပုံစံတွေ ဦးကြောင်ကြောင်နဲ့ဟာတာပုံစံစိုက်ဖန်းတာတွေကမြန်မာပြည်သက်တွေရဲ့ရင်ထဲကိုအရောက်ပုံနိုင်ခဲ့တာပါဒီလိုပြည်သူချင်းမင်းသားမြင်မြင်ရင်နောက်ွယ်ကအချင်းစီဟိုက်ကိုဖော်ထုတ်လိုက်တာကတော့ဒါရိုက်တာကြီးပြည်ဟင်းတီဟာပါဒါရိုက်တာပြည်ဟင်းတီဟာကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတတော်များများကိုရိုက်ကူးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတာပါရုပ်ရှင်လောကမှာဆိုရင်ဒါရိုက်တာပြည်ဟင်းတီဟာနဲ့အတူမရိုက်ကူးဘူးတဲ့ဇက်ဆောင်မင်းသားမင်းသမီးဇက်ဖို့ဆင်းရံတွေကတော့ခက်ရှားရှားရေပါ ဒိုင်တာကြီးပြည်ဟင်းတီဟာဟာအရင်ကတက်သက်ဆာမင်းသားမင်းသမီးတွေရဲ့လက်ဦးစရာဖြစ်ခင်ရပြီးတော့စောင့်ရှောက်ပေးခဲ့ပါသေးတယ်။ဒီလိုမျိုးရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့အမှုပညာရှင်တိုင်းဝိုင်းကြီးနဲ့ထိတွေ့ဆက်ဆံနေရတဲ့ဒိုင်တာကြီးပြည်ဟင်းတီဟာတရားမတော်မတန်ကိစ္စတွေကြောင့်မှတတော်လေးကိုမျက်စိစပမွေးစုခဲ့ပုံရပါတယ်။ဒိုင်တာကြီးပြည်ရင်တရားကတော့ခုမြန်မာနိုင်ငံကနေထွက်ခွာပြီးတော့အမေရိကကိုအပိပိုင်ပြောင်းရွှေ့နေထိုင်နေတာပဲဖြစ်ပါနေ ဒိုက်တာကြီးကတော့အမေရိကမှာနေထိုင်နေပြီးတော့သူကိုယ်တိုင်မြင်ခဲ့ကြုံတွေ့ခဲ့ရတဲ့ညပညာလောကရဲ့နောက်မီးလင်းတဲ့ကိစ္စတွေနဲ့လူတွေမသိသေးတဲ့နောက်ွယ်ကအကြောင်းရင်းတွေအကုန်လုံးကိုထုတ်ပေါ်နေတာပါဒါတာပြင်းဟင်းတီဟာကတော့အချင်းဆိုင်မကောင်းတဲ့မင်းသားမင်းသမီးတွေကိုဖောက်ထုတ်သွားမှဖြစ်တယ်လို့အချင်းဆိုင်ကောင်းမတဲ့မင်းသားမင်းသမီးတွေရဲ့ဂုဏ်ကိုလည်းဖောက်ထုတ်သွားမယ်လို့ပွန့်ပွန့်လင်းလင်းပြောပြလာတာပါဒါတာကြီးပြင်းဟင်းတီဟာရင်စတင်ဖောက်ထုတ်ခြင်းကိုခံခဲ့ရတဲ့သူကတော့မင်းသားမြင့်မြတ်ပါပဲ မင်းသားမြင့်မြတ်နဲ့နောင်မီလင်းမှုနဲ့မင်းသမီးဟာနာမည်သုံးလုံးနဲ့ဖြစ်ပြီးတော့အခုတလုံးရွှေဆိုင်စိန်ဆိုင်ပရိုမိုရှင်းပွဲတွေမှာစင်ပေါ်မှာလူမြင်မကအောင်တက်ကပြနေတဲ့မင်းသမီးလို့အရှိန်မုတ်ပြီးလာတာပါအဆိုပါမင်းသမီးဟာအင်တာဗျူးမှာသူ့ကိုယ်သူ၅ပါးတီလာလုံးနဲ့သူလို့ဖြေချခဲ့တာပါဒိုင်တာပြည်ဟိတရားကတော့ဒီလိုမျိုးမြန်မာနိုင်ငံရဲ့နာမည်ကြီးအောင်မြင်တဲ့ထိတ်တန့်မင်းသားကြီးနဲ့နောင်မီလင်းခဲ့ပြီးတော့ကိုကိုကိုငါးပါးတီလာလုံးပါလေလို့မပြောသင့်ဘူးလို့ပြောဆိုခဲ့တာပါ ဒီထက်လွန်ကဲလာရင်တော့မင်းသမီးရဲ့နာမည်ကိုအထူးကြပြိသက်ကြီးတရားချပြလိုက်မယ်လို့ပြောခင်တာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့တာနဲ့ပြိသက်ကြီးတို့ကရောဒိုင်တာပြည်ဟင်းတီဟာပြောလာတဲ့မင်းသားမြင့်မြတ်နဲ့နောက်မင်းလင်းခဲ့တဲ့မင်းသမီးကဘသူဖြစ်မလဲဆိုတာခံမှန်းပြီးသွားခဲ့ကြပါအောင်ရှင်